ဖလန်ရဲ့ဆာမှာတော့ကောင်းဆောင်ကရောက်လာပြီးဒူရီကကောင်းဆောင်ကတို့လာချောက်လောက်ပါတယ်ပြော့ပေါ်တဲတဲတန်းထဲလိုက်ပါတယ်ပြော့မတိရဲ့နေရာထဲကိုရောက်သွားပါတယ်ပြော့လူစိုးကောင်းဆောင်ကချောက်လောက်တော့တုံးနဲ့ကာလိုက်ပါတယ်ပြော့ကင်ပေါက်လိုက်ပါတယ်ပြော့ကောင်းဆောင်ကမီးစွမ်းနဲ့ပြန်တိုက်ခိုက်ဖို့လုပ်ပါတယ်ပြော့တို့ကလည်းတိုင်လူစိုးနဲ့ကာလိုက်ပါတယ်လူစိုးရဲ့ကောင်းဆောင်ကပြန်ထလာပြီးမီးစွမ်းနဲ့ပြန်တိုက်ခိုက်ဖို့လုပ်ပါတယ်ပြော့ကောင်းဆောင်ကလည်းအစွမ်းနဲ့ပြန်တိုက်ခိုက်ရမလို့ပောက်ပွဲတဲ့စွမ်းအားကြီး ောင်းဆောင်ကအမျက်နှုံးနဲ့ယောက်လာပြီးသူ့ကိုပြန်တိုက်ခိုက်ပါတယ်။ပြီးတော့မီးနဲ့ပြန်ချုပ်ထားလိုက်ပါတယ်။လူဆိုးရဲ့ကောင်းဆောင်ကပြန်လွတ်လာပြီးသူ့ကိုပြန်တိုက်ခိုက်ပါတယ်။ကောင်းဆောင်ကတုံးနဲ့ပြန်ရိုက်လိုက်ပြီးကိုကျော်တို့အဖွဲ့ကိုပြန်တော့ကယ်ပါတယ်။ပြော့နင်ဂျာလေးရောက်ကိုပေါ်တဲတဲထဲလိုက်ပါတယ်။ပြော့ခုနကရောက်နေရဲ့နေရာကိုပြန်ရောက်တော့ပါတယ်။ကောင်းဆောင်ကနကားမီးစွမ်းအောင်ထုတ်ပြီးပြန်တိုက်ခိုက်ပါတယ်။ပြော့ပောက်ကွဲမှုကြီးကြီးဖြစ်သွားပါတယ်။ ပြော့ကောင်းဆောင်ကလည်းတည်တော့ပါပြီပြော့နင်ဂျာနီယောင်ကရောက်လာပါတယ်ကောင်းဆောင်ကသူ့ရဲ့စွမ်းအားတွေကိုနင်ဂျာနီယောင်ကိုပေးဖို့လှုပ်နေပါတယ်ပြော့ကောင်းဆောင်ကအခြားဒုံမိုးရှင်းထဲမှာရှိတဲ့နင်ဂျာတွေကိုပြန်ထုတ်ပေးလိုက်ပါတယ်လူဆိုးရဲ့စွမ်းအားကိုပါဖယ်ရှားလိုက်ပါတယ်ပြော့နင်ဂျာတွေကိုကောင်းတိုင်းမြန်ဖြစ်သွားပါပြီပြော့အဲ့နေရာမှာမတည်သေးတဲ့လူဆိုးကနင်ဂျာအစိမ်းရောင်ကိုတဲရွားလိုက်ပါတယ်ပြော့တို့ဖမ်းသွားလိုက်ပါတယ် ားတော့အပိုင်း6ဖြစ်ပါတယ်အပိုင်းခုံမနဲ့ပြန်มาတင်ပေးသွားပါမယ်